ဒီနေ့ကတော့အခန်းမသိကားဆွဲရမယ့်နေ့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တဲ့ဖန်အမာကအာသွင်းတာ DC charging station ကမရှိဘူး။ကျွန်တော်ကတော့ကားဆွဲဖို့အစီအစဉ်ပြင်လာတယ်။ ဒီကားလေးနဲ့ဒီကားကိုဆွဲမယ်တက်ဆွဲမယ်လေဘာဖြစ်လဲဟာဒီမှာသာကျွန်တော်ဒီစီချာဂျင်လေးရှိမယ်ဆိုလို့ချင်းကျွန်တော် EV ကားနဲ့လာတာဆိုလို့ချင်းအရန်အဆင်ပြေပါအရန်အဆင်ပြေပါဘာလို့ဆိုဖန်ဆိုတာလဲဒါ KNB နဲ့မျိုးတော်ဖြစ်တယ်ဗျာဒီနေရာမှာဒီစီချာဂျင်စီရှင်လေးသာရှိမယ်ဆိုရင်တော်တော်လေးကောင်းတယ်နော်လိုအပ်တာရှိရင်လည်းပြောပါကျွန်တော်ဝိုင်းကူလုပ်ဝေးပါမယ်အဲမနိုင်ငံမှာကျွန်တော်အကြိုက်ဆုံးချာဂျင်စီရှင်တစ်ခုကိုပြောပါသူရင်ဒီချာဂျင်စီရှင်ပဲဟာဗောဒါအဲလုပ်ပါအောင်လည်းပြောပြလိုက်ပါဦးဒီရဲ့ချာဂျင်စီရှင်ကမြန်မာတိုင်းနိုင်ငံလုံးမှာပထမဦးဆုံးဆိုလာကိုသုံးပြီးတော့ချာဂျင်စီရှင်တိဆောက်ထားတာဒီတစ်ခုပဲရှိတယ်အားလုံးဝမ်းမြေ့လာပါကျွန်တော်တို့ကတော့ဒီနေ့ ဖအန်းနေကိုမော်လမြိုင်ကိုသွားမှာဖြစ်ပါတယ်မော်လမြိုင်ကိုသွားမဲ့ချိန်မှာဒီနေ့ကကျွန်တော်တယောက်တည်းမဟုတ်နှစ်စီးတူသွားမှာဒီနေ့ကတော့အခန်းမသိရင်ကားဆွဲရမယ့်နေ့ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့တဲ့ဖအန်းမှာကအားသွင်းတာ DC charging station ကမရှိမရှိတာဖြစ်တဲ့အတွက်မှာ AC ပဲရှိတော့မနက်ကောင်မှာကိုတချုံကားလေးက battery SOC က40ကျော်လား50ကျော်လားပဲရှိတယ်သူကအဲ့ဒါလေးသွားကြည့်အောင်သွားမယ်အဲမင်္ဂလာပါကျွန်တော်တိုင်ပတ်မလားမသိဘူးသတိကြတာပေါ့ဝမ်းသာတယ်ကျွန်တော်ကတော့ကားဆွဲဖို့အစီအစဉ်ပြင်လာတယ် ဒီကားလေးနဲ့ဒီကားကိုဆွဲမယ်တက်ဆွဲမယ်လေဘာဖြစ်လဲဟာအေးစေးပဲလုံးဝကြီးတဲ့အပိုင်းဖြစ်သွားရင်နော်ဟုတ်တယ်လေတကယ်ဆွဲရင်ကြီးရတော့မယ်အဲ့ဆိုဒီဘယ်လောက်လဲ56နဲ့ကျွန်တော်95လား94လားမသိဘူးအေးစေးပဲကျွန်တော်အေးစေးပဲဆရာကတော့အေးစေးရောက်တယ်ဆရာဘောက်ရောက်တယ်အေးစေးပဲကားက2နှစ်ကျော်ကီလို3000ကျော်လောက်စီးထားတယ်ကား3000 9000အဲကားအစ်တလေးအဲ့တော့ကားအစ်တလေးကဘက်ထရီ40ကျော်မှရောက်မရောက်ရဲ့ ကားအဟောင်းကဘက်ထရီ60ကျော်မှရောင်းပြောင်းရေဒီနေ့စမ်းကြည့်မယ်စမ်းကြည့်မယ်ဟာကျွန်တော်ဆွဲဝေးရပါအေးစေးပြဿနာမရှိကြည့်လိုက်မယ်ကြည့်မယ်ကြိုက်တယ်ကြိုက်တယ်เนาะဝိုင်းဖန်အခုကျွန်တော်ခုနကပြောခဲ့သလိုပဲเนาะဒီမှာအာ DC ရှာရေးစီရင်မရှိသေးတာကနည်းနည်းလေးဒုက္ခရောက်တယ်ဟုတ်တယ်ကျွန်တော်ကြည့်တာတော့ AC ကတော့6ခု9ခုလောက်တော့ရှိတယ်ဟိုတယ်တွေမှာရှိတယ် application နဲ့အာသွင်းလို့ရတယ်အဲ့ဒါတော့အဆင်ပြေသို့ပေမဲ့ DC လေးသာရှိလိုက်ရင်ဒီကားတွေဆိုရင်ကြားသေးတာနိုင်ဝက်လေးသာငါမလို့အာသွင်းလိုက်ကိစ္စပြတ်သွားမယ်ကိစ္စပါเนาะအဲ့တော့အာဖန်လုံရေးရှင်တွေကိုလည်းနည်းနည်းတရားနေပြီးတော့တိုက်တွန်းပါတယ် えー、ど ဖအံဆိုတာကလည်းကျွန်တော် တကယ်တမ်းပေါ့လို့ဟုတ်ဒါဟိုဘယ်လိုပြောမလဲခင်းပြီးနေမျိုးတော့လေဟိုလူများတယ်ကျွန်တော်အခုခီးသွားရရောက်တာသွားခဲ့တဲ့နေရာတိုင်းမှာလူပြည့်လူပြည့်နော်ဟုတ်တယ်မလားဒီမာသာကကျွန်တော် DC charging လေးရှိမယ်ဆိုလို့ချင်းကျွန်တော် EV car နဲ့လာတာဆိုလို့ချင်းအရန်အဆင်ပြေပါအရန်အဆင်ပြေပါဘာလို့ဖအံဆိုတာလဲဒါခင်းပြီးနေမျိုးတော့ဖြစ်တယ်ဗျအဲ့တော့ဒီနေရာမှာ DC charging station လေးသာရှိမယ်ဆိုရင်တော်တော်လေးကောင်းတယ်နော်လိုအပ်တာရှိရင်လည်းပြောပါကျွန်တော်ဝိုင်းကူလုပ်ဝေးပါမယ်အေးပြန်တော့တစ်ခါလဲချုပ်တာတစ်ခါလဲချုပ်တာနော်โอเคအဲ့တော့ကျွန်တော်ဒီနေ့ဒုံးမယ်ဒုံးမယ်ဘောလုံးပြန်ဟုတ်ကာဆ funny. ကျွန်တော်တို့ဖအန်းနေပြီးတော့ကျွန်တော်စပြီးထွက်လာတဲ့အချိန်မှာဒီကားက Battery SOC က95ရာခိုင်နှုန်းရှိတယ်။ကျွန်တော် trip ကိုလည်း reset ချလိုက်တယ်။သွားလို့ရသေးတဲ့ range က995 km သွားလို့ရသေးတယ်လို့ပြထားတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဘလို့နေနေဖအန်းနေမော်လမြိုင်ကတော့တေချာပေါက်ရောက်တယ်။ဟိုဘဲကိုကားဆွဲပေးရမလားမဆွဲပေးရဘူးလားဆိုတာလေးပဲကျွန်တော်ကကြည့်ရမှာ။အဲ့တော့ကျွန်တော်တို့စဉ်းစားတာတော့မော်လမြိုင်ရောက်ရင်တော့ DC charging station နဲ့နှစ်ခုလောက်ရှိတယ်။အဲ့နှစ်ခုလောက်ရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့မှာခဏလေးအားသွင်းမယ်၊သူ့ကားလည်းအားသွင်းမယ်။အသွင်းပြီးတော့ကျွန်တော်တို့စဉ်းစားတော့ကြိုက်ခင်ကြီးတဲ့ဘုရားလောက်ထိ သွားကြည့်မယ်လို့စဉ်းစားတယ်တခါမှမသွားဘူးပေါ့နော်ဒီလီမော်တာတီဇီယိုသွေးနေတယ်ကျော်တခါမှမသွားဘူးအဲလီမော်တာတီဇီယိုသွေးနေတကယ်တမ်းဖအံလဲမြောက်ဘူးကျွန်တော်မော်လပြိုင်လဲမြောက်ဘူးအခုတာပထမဆုံးအခေါက်ပဲကျွန်တော်လာတာဒီတစ်ခေါက်အာမနေ့တော့ဖအံမှာရှောက်လေတဲ့အချိန်မှာဆို EV တွေတော်တော်များလာတာ လာလေတဲ့ EV တွေပေါ့နော်လာလေ EV တွေတော်တော်များလာတယ် DC charging station လေးရှိရဆိုရင်တဖြည်းဖြည်းပို့ပြီးတော့ကောင်းလာပဲပေါ့နော်လာလေလူတွေအတွက်လည်းအဆင်ပြေမယ်။ဘာကြောင့်လဲဆိုတော့39မိုင်မှာအာသွင်းပြီးတော့လာရင်ကားတော်တော်များများဖအံ့ကိုရောက်သွားပြီ။ကျွန်တော်အခုသုံးနေတဲ့ Li Motor T03 ဆိုရင် battery capacity က41.3 kWh ရှိတဲ့ကားတော်မှ39မိုင် charging station မှာအာသွင်းပြီးတော့ဖအံ့ကိုရောက်တဲ့အချိန်မှာ battery efficiency က35%ကျန်နေကြံသေးတယ်ဆိုတော့အေးစစ်သေးပဲနော်။မနေ့ကအာမသွင်းမဲနဲ့ကျွန်တော်တို့ကရှောက်လဲမယ်ဆိုလဲလို့ရတယ်။ဒါပေမဲ့ဒီနေ့ဆိုတော့အာသွင်းုံသွင်းရမှာပေါ့။အဲ့ဒီအချိန်လေးမှာ ရှိတယ်အဲ့တော့ကျွန်တော်တို့အခုမော်လမြိုင်သွားနေပြီအဲ့တော့မော်လမြိုင်မြို့အကြောင်းလေးနော်တိတဲ့လူတွေရှိလို့ရှိရင် comment မှာကျွန်တော်ရေးပေးခဲ့ပါကျွန်တော်ဗီဒီယိုရဲ့အဆုံးလောက်ကြားလို့ရှိရင်မော်လမြိုင်မြို့အကြောင်းကိုကျွန်တော်လည်းမှတ်ထားသလောက်ကို sharing လေးပြန်လုပ်ပါမယ်အဲ့တော့မော်လမြိုင်မြို့အကြောင်းတိတဲ့လူတွေဆိုလို့ရှိရင်ဒီအောက်မှာ comment လေးတွေမှာအော်မော်လမြိုင်မြို့ကဘလို့မြန်မာနိုင်ငံအကြီးဆုံးမြို့ကဘယ်နဲ့မြို့တွေထဲမှာပါတယ်စသဖြင့်ပါတော့ပြီးရင်မော်လမြိုင်မြို့ဖြစ်ပေါ်လာပုံလေးတွေပေါ့အဲ့ဒါလေးတိတဲ့လူရှိရင်ကျွန်တော် comment မှာရေးပေးခဲ့ပါအခုတော့မော်လမြိုင်သွားပါမယ် တို့ဖြတ်နေတဲ့တရားကတော့ဂျိုင်းတရားလို့လည်းခေါ်တယ်။ဇာသပြင်တရားလို့လည်းခေါ်တယ်။အဲ့ဒီတရားကြီးပေါ်ကိုကျွန်တော်တို့ဖြတ်တာ။ဥကတော့ဒါတရားအဟောင်းပေါ့နော်။နောက်မကြခင်မှာဆိုလို့ရှိရင်ဘေးနားမှာတရားအစ်စ်ကလည်းဖွင့်တော့မှာတရားအကြီးပဲ။အခုကျွန်တော်တို့အဲသွားနေတဲ့တရားထက်နှစ်ဆလောက်ကြီးရလို့ယူဆရတယ်။ဟိုဘက်တရားလေးလန်းသွားလောက်များဖြစ်မလားမသိဘူးပေါ့နော်။အကြီးပဲ။အခုဒီတရားပေါ်မှာဖြတ်သွားတာကဒါကင်းပြည်နယ်ကနေထွက်ပြီးတော့မိုးပြည်နယ်ကိုဝင်တဲ့အခြေအနေကိုလည်းရောက်နေတာဖြစ်ပါ။ဟုတ်ကဲ့ဆက်သွား။ ကဲအခုဆိုရင်ကျွန်တော်တို့မော်လမြိုင်ကိုဝင်တော့မှာဖြစ်ပါတယ်မော်လမြိုင်အဝင်လေးမှာနောက်ထပ်သဒ္ဓါဒဇင်ထပ်ထိုးနေတာရှိတယ်ဒါကတော့တေချာပေါက်လေးလန်းသွားသဒ္ဓါဖြစ်တယ်အောက်ကမြစ်ကကြတော့အထရန်မြစ်လို့ခေါ်တဲ့အခုဒီသဒ္ဓါကလည်းအထရန်သဒ္ဓါလို့လည်းခေါ်တယ်လုံးဝနာမည်ကြီးသဒ္ဓါရှုခင်းလဲအရန်လာတယ်ဘေးနားကတရားကြီးသာပြီးွားလို့ရှိရင်ဒီထက်ပို့ပြီးတော့ကားတွေကပို့ပြီးတော့မြန်မြန်ဆန်ဆန်နဲ့သွားလို့လည်းရမယ်။ကုန်စည်စည်းစိမ်မှုတွေလည်းဒီထက်ပို့ပြီးတော့မြန်သွားမှာဖြစ်ပါအဲ့တော့မကြခင်ကျွန်တော်တို့မော်လမြိုင်ကိုရောက်မယ်။အားသွင်းမယ်။အားသွင်းပြီးလို့ရှိရင်မော်တမဲဆက်ကြမယ်။ Okay တို့က ျွန်တော်အခုမော်လမြိုင်ရောက်တဲ့အချိန်မှာဟိုမဲဟိုဗျာကျွန်တော်ကားဆွဲပေးနေတာကားဆွဲအောင်တော့ကြောက်လာဒီမှာလောက်ကြံလေလောက်ကြံလေ30တောင်ကြံသေးတယ်ဒိဗယ်ကိုမရှိ46နဲ့ထွက်လာတာ30ကြံတယ်ဆိုတော့16ပဲရောက်ကားဆွဲပေးခြင်းနဲ့ကိစ္စအားကားဆွဲစရာမလိုတော့ AC စင်းနဲ့ကိုလွတ်လွတ်လပ်လပ်ရောက်လာတာဗျာ AC ပဲအခုကျွန်တော်ဒီမှာအား2စီးလုံးအားပြည့်အတွင်းမယ် ကျွန်တော်ပြေးသွားပြီဟာမြန်တာကျွန်တော်အဝါပဲသွင်းရတယ်ကျွန်တော်ခရော့ဆ6နဲ့ရောက်လာဩဟုတ်သားပဲခရော့ဆ6နဲ့ရောက်လာတာဆိုတော့ခဏလေးပဲသွင်းရတာဗျာအခုဒီမှာကင်မရာကြီးချိန်ပါချိန်ညာချိန်15မိနစ်မိနစ်20နဲ့ကျွန်တော်အားပြေးသွားပြီအခုဒီကိုရောက်တော့ဗလားခရော့ဆ6ခရော့ဆ6ဟိုကထွက်လာဗလား 95 95 19ပေါ့19ပေါ့19ပေါ့ဒါလမ်းမှာတောင်တောင်ဂျော်ဂီမတူတဲ့အခြေအနေပေါ်မှာ6မတူတော့ကြတော့သိရမလားအဲအဲ့လိုအဲ့လိုအဲ့လိုဆွဲရမှာဆိုလို့နည်းနည်းလေးရှော့ရှော့နေတယ် तू อ่ะအဲ့လိုကျွန်တော်ကတော့ရှော့ရရမလို့ easy ပဲနင်းတာပဲเนาะအဲ့တော့ကျွန်တော်တို့ကဒီခီးနေဒီမှလည်းမရက်ဘူးဆက်သွားမှာဆက်သွားမယ်ဆက်သွားမဟုတ်ဆိုနည်းနည်းလေးရှိသေးတယ်နည်းနည်းလေးရှိသေးတယ်ဒီနေ့အတွက်ဒါမိုင်းတူနေသေးတယ်မိုင်း33မိုင်လောက်ပဲဆိုတော့6ကတိတ်เนาะမပြောဘူးတာဂက်မထိသေးဘူးဖြစ်နေအဲ့တော့ကျွန်တော်ဒီနေ့ထပ်ပြီးတော့ဟောသွားလိုက်မယ်ကြိုက်ကမီတို့မလေးเนาะကြိုက်ကမီထပ်သွားလိုက်မယ်မော်လမြိုင်နေကြိုက်ကမီကလည်းမိုင်အားဖြင့်ဆိုရင်50 50 50ကျော်ကျော်လေးပဲရှိတာဖြစ်တဲ့တော့အသွားပြန်ကျွန်တော်တေချာပေါက်လောက်တယ်ဒါမဲ့အဲ T03 နဲ့ကျွန်တော်တခါမသွားဘူးသေးဘူးဒါကြောင့်မလို့ကျွန်တော်ဒိုးလိုက်ဒီမှာအားပြည့်ဖြစ်မယ်ပြီးလို့ရှိရင်ကျွန်တော်ဆက်ထုံးမယ်ထမင်းရင်တော့စားမယ်ထမင်းရင်တော့စားမယ်ထမင်းရင်တော့စားမယ်နော်ထမင်းရင်တော့စားမယ်ပြီးတော့မြန်မာနိုင်ငံမှာကျွန်တော်အကြိုက်ဆုံးခြာရင်စီရှင်တစ်ခုကိုပြောပါသူရင်ဒီခြာရင်စီရှင်ပဲဟုတ်ပါဘူးအဲလုတ်ပါအောင်လည်းပြောပြလိုက်ပါအောင်ကျွန်တော်ဒီအကြောင်းကိုလည်းအရှင်းမဗီဒီယိုတစ်ခုမှပြောဘူးလေဒီရဲ့ခြာရင်စီရှင်ကမြန်မာတိုင်းနိုင်ငံလုံးမှာပထမဦးဆုံးဆိုလာကိုသုံးပြီးတော့ခြာရင်စီရှင်တိဆောက်ထားတာဒီတစ်ခုပဲရှိတယ် သူကဆိုလာတီးတတ်မဟုတ်ဘူးသူက grid ကမီးကိုလည်းယူတယ်ဆိုလာလည်းယူတယ်အဲ့ဒါအကုန်လုံးကိုပေါင်းပြီးတော့ ESS တွေထည့်တာဩ ESS တွေထည့်ထားတယ်ဆိုလိုချင်တာကဗျာဥမာနေကင်းဘက်ခုနဆိုရင်ကျွန်တော်ကားတွေတစ်စီးမှမရှိဘူးအားသွင်းတဲ့ကားမရှိဘူးမရှိတဲ့အချိန်မှာဆိုဆိုလာထွက်တဲ့လက်ဆက်အကုန်လုံးကို ESS တွေကိုထည့်တာ ESS တွေကိုထည့်တာအခုကျွန်တော်တို့အားလာသွင်းနေဆိုလို့ရှိရင်အဲ့ ESS ကဆိုလာကိုတော့ပေါင်းပြီးတော့ အခုအသွင်းပေးနေတယ်။ဩအဲ့အခြေအနေရှိအဲ့တော့ဒီချာရင်စေချင်မျိုးအကြီးတွေဒါထပ်ပေါ်လာမယ်ဆိုရင်ဟုတ်ဒါနေရာတကာမှာဒါမျိုးလေးပေါ်လာတယ်ဆိုအပွဲသိမ်းသွားပြီ။ကြိုက်တဲ့နေရာသွားလို့ရတယ်။စီပဲ။ပွင့်လင်းပြောရင်ဗျာဟို grid ကိုသွားပြီးတော့ ဟိုအရန်အားကိုးစရာမလိုအရန်အားကိုးစရာမလိုဂရစ်ကလည်းသူကသူပေးစရာရှိရပေးဒီမှာလည်းဆိုလာကလည်းထုတ်စရာရှိရထွက်မယ်ပြီးသွားပြီအဲနော်โอเคအဲ့ဒါ service တစ်ခုမိုက်သေးတယ်ဟုတ်ပါအောင် service ခုနကမှဖုန်းဆက်လိုက်အခုညီတောင်းတာအခုတော့ထမင်းသွန်းစားမလို့ကားလေးခဏငါပါရတယ်ရတယ်စီစဉ်ပေးမယ်တော့ကားစီခဏပေးတာကားစီတာပုံမှန်ဆိုတော့တို့ဒီမှာရှိတဲ့ဝန်ထမ်းတရားရောကနေပဲလိုက်ပို့တာပေါ့လိုက်ပို့တာပေါ့လိုက်ပို့တယ်လိုက်ပို့ပြီးတော့ကျွန်တော်တို့ပြီးရင်ပြန်လာအဲ့ဒီ drug ကိုလည်း service ချချက်ကိုပတ်စံထပ်ပေးစရာမလို free ပဲဟုတ်နော်ဆိုတော့ကိုကားလေးတို့ဒီမှာအားသွင်းငယ်အားသွင်းနေ ိုထမင်းစားနေဘာကြီးလဲဆိုလို့ရှိရင်ဒီကကားလေးနဲ့ထမင်းစားမယ့်နေရာကိုသွားပြီးရင်ဒီကိုပြန်လာပြန်လာအပြည့်အပြည့်ကားလေးထုတ်ပြီးဒိုးယုံမယ်ဒိုးယုံမယ်เนาะအဲ့အခြေအနေမှာရှိနော်โอเคအဲ့တော့တွဲသွားစားမယ်ဒိုးမယ်လား ခုကျွန်တော်တို့မော်လမြိုင်ချာရင်စီရှန်နေပြီးတော့ battery SOC 69ရာခိုင်နှုန်းနဲ့ကျွန်တော်တို့ထွက်လာတယ်မော်လမြိုင်နေထွက်လာပြီးတော့မကြဘူးကျွန်တော်ကြိုက်မရုပ်ရောက်တယ်10မိုင်လောက်ပဲသွားရတယ်ပေါ့နော်အဲကြိုက်မရုပ်ရောက်တဲ့အချိန်မှာမြို့အလယ်မှာအဝိုင်းလေးရှိတယ်ဟင်းသာပုံအဝိုင်းလေးရှိတယ်အဲအဝိုင်းကြောင့်ကျွန်တော်ညာဘက်ကိုလိုက်ရတယ်ပေဘက်ကိုဆက်သွားရင်ရေးကိုသွားမှာအခုကကျွန်တော်ကညာဘက်ကိုသွားပြီးတော့တဲ့တဲ့ဆက်မောင်းလာတာပဲဖြစ်ပါတယ်အဲ့တော့ဒီဘက်အခုဒီမွန်ပြည်နယ်ဘက်ကောခုန KB နယ်ဘက်ကောပါလေအဓိကသတိထားမိတာပါလမ်းနေအရန်ကောင်းတယ် လမ်းนี่တော်တော်လေးကိုကောင်းတာကိုတွေ့ရတယ်ကတ္တရာလည်းလုံးဝညက်နေတာပဲ AC ပဲအခုတတိလည်း AC ကျွန်တော်ခုပြီးရင်လမ်းမှာဖောက်အောက်တို့ပြီးရင်နောက်ပြီးတော့အာမုဒုံလို့အဲ့ဒါကြီးကျွန်တော်ဖြတ်အောင်မှာဖြတ်ရင်ဘယ်လိုအခြေအနေရှိရတာကိုစပြောပြအောင် cứu chú mới nè အဲတနအီတနအီကြော်ကြော်လောက်ရှိလာတဲ့အချိန်မှာဘယ်ကိုရောက်လာပြီလဲဆိုတော့ကျွန်တော်တန်ဖြူစရက်ကိုရောက်လာပြီတန်ဖြူစရက်ကိုရောက်လာတော့မှအဲတန်ဖြူစရက်လို့ဘာလို့ခေါ်လဲပေါ့နော်ကျွန်တော်စဉ်းစားမိပါတော့ဟိုမျိုးလည်းခေါ်မှာခုမှတွေ့ရတန်ဖြူနဲ့လှုပ်ထားတဲ့စရက်ကြီးအကြီးတွေ့ရိုက်စရက်ကြောင့်ပဲတန်ဖြူစရက်လို့ပဲခေါ်သလားပေါ့နော်ဒီမျိုးနာမည်ကိုဒါထင်တာပေါ့ကျွန်တော်လည်းတီးကြမသိဘူးစာရီပါလဲရှာကြီးမဖတ်ရသေးဘူးဒါဒီတိုင်းပဲအန်စင်းပြောတာပြောအဲ့မှာဟင်းသားရုပ်အဝိုင်းရှိတယ်ဟင်းသားရုပ်အဝိုင်းမှာညာဘက်ကိုလိုက်လို့ရှိရင်ကျွန်တော်တို့ကဒါကြိုက်ခမီး ဆက်ဆဲဒီဘက်တွေသွားလို့ရတယ်ဘယ်ဘက်ကိုဆက်ပြီးတော့လိုက်သွားမယ်ဆိုရင်ရေးဘက်ကိုသွားတာတဲ့ကျွန်တော်တို့ကတော့အခုညာဘက်ကိုလိုက်လာတယ်ကျွန်တော်တို့အာခြိုက်ခမီကိုသွားမယ်ပေါ့နော်ခြိုက်ခမီဖះကိုသွားပြီးတော့ဖူးကြမယ်အာဆက်ဆဲကတော့အချိန်မီရယ်ဆိုရင်တော့ဝင်ကျင်တယ်ဆက်ဆဲကအရင်ရောက်မှာဆက်ဆဲပြီးတော့မှခြိုက်ခမီရောက်မှာတကယ်ကတော့အာမပြောတတ်သေးဘူးအဲ့ဒါလေးကတော့နော်အခုတည်းဒီ battery SOC ကိုပြောပါဆိုလို့ရှိရင်88ရာခိုင်နှုန်းကျန်သေးတယ်ကျွန်တော်မော်လမြန်နေပြီးတော့တိုင်ပြူစရဲအထိလာတာလီမော်တာ T03 ရဲ့ battery SOC 88ရာခိုင်နှုန်းကျန်သေးတယ်ဆိုတော့ AC သေးပဲအတော့ပြန်ရောလုံးဝတေချာပေါ်လောက်တဲ့အခြေအနေမှာရှိ။ Okay ဆက်တိုးမယ်။ ကဲအခုကျွန်တော်တို့ကတော့ကြိုက်ခမီရေလေဖျားကိုကျွန်တော်ဆက်ဆက်မြတ်မြတ်ရောက်လာပြီပဲဖြစ်ပါတယ်ကျွန်တော်ဘက်တရီ SOC ကဘယ်လောက်ကျန်လဲဆိုတော့69ရာခိုင်နှုန်းကျန်တယ်။သွားလို့ရသေးတဲ့ range ကိုပြောပါဆိုရင်211 km သွားလို့ရသေးတယ်ဆိုတော့အသွားအပြန်ကျွန်တော်ကအေးအေးဆေးဆေးလုံလောက်တယ်ကျွန်တော်မောင်းချိန်ရတယ်2နာရီလောက်တော့မောင်းလိုက်ရတယ်။ဘာကြောင့်လဲဆိုတော့လမ်းမှာတောင်းတက်အဆင့်အနည်းငယ်ရှိတာရယ်။အဲမျိုးတွေကိုဖျားရတာဆိုတော့ cycle တွေကားတွေနည်းနည်းရှောင်ရတာရယ်။လမ်းကတော့အရန်ကောင်း အဲတောင်အတက်ဆင်းလေးမှာပဲနည်းနည်းလေးဆိုးတာလေးပဲရှိရကျန်တဲ့အခြေအနေကတော့ဘာမှပြောပြအောင်မလို့လမ်းအရန်ကောင်းတယ်အခုကျွန်တော်ဆက်ဆက်မြန်ရောက်လာဒီနေရာကိုကျွန်တော်မှတ်တာမမားရင်ကျွန်တော်ငဲငဲလေးတော့ရောက်ဘူးတယ်ငဲငဲဆိုတော့တော်တော်ငဲတယ်ဒီဘက်မှာခုနကမြင်ရတဲ့အဆောင်လေးပေါ့နော်အဲ့အဆောင်လေးဥမာမှာငားလို့ရသည်တဲလို့ရတဲခုလို့ရပါသည်ဆိုတဲ့အဆောင်လေးမှာကျွန်တော်ငငယ်ကတဲခဲ့ပြီးတော့ဒီဖျားကိုလာဖူးခဲ့ရတာကျွန်တော်အမေနဲ့ငငယ်တော့လာခဲ့တာလေကျွန်တော်မှတ်မိတယ်အဲ့တော့ဒီကြိုက်ခမီကြီးလေဖျားရဲ့တမိုင်းချောင်းကိုကျွန်တော်နည်းနည်းလေးရှာပြီးတော့ဖတ်ထားတယ် အဲ့ဒါလေးကဘာလေးလဲဆိုတော့ဒီကြိုက်ကမီဖျားတဲ့တီဟိုကျွန်းက ဒေဝနံပိယတိတ်တမင်းကြီးကနေပြီးအထိတ်ထိုင်ပြီးမျောလိုက်တဲ့ယူဘွားတော်လေးသူတွေကတဆူဖြစ်ပါတယ်အဲယူဘွားတော်လေးသူကဘာလို့မျောလိုက်တာလဲဆိုတော့ဒီမြတ်စွာဘုရားရှင်ကိုမဖူးမျောလိုက်ရတဲ့ပြည်သူပြည်သားတွေဖူးလို့ရအောင်လို့ဆိုပြီးတော့ရည်ရွယ်ချက်နဲ့သူကတရားမင်းကဆက်တာထားတဲ့ဒီယူဘွားတော်တွေဒီယူဘွားတော်တွေကိုသူကမြေထဲကိုမျောပေးလိုက်တာပါပင်လယ်ထဲကိုမျောလိုက်တာပင်လယ်ထဲကိုမျောလိုက်တဲ့ချိန်မှာတဲ့နံပါတ်1အဆူကြောက်ဘင်းလဲခံပြီးတော့မျောလိုက်တဲ့အဆူကကြတော့ဘဲကိုရောက်သွားဆိုတော့ကျွန်တော်ကြိုက်ထုံမျိုးကိုရောက်သွားတယ်ကြိုက်ထုံမျိုးကိုရောက်သွားပြီးတော့ကြိုက်ဘောလုံးဘွဲနာမည်နဲ့တီထားကိုးွယ်ပါတယ်တဲ့နောက်တစ်ခုကကြတော့ကျွန်းတုံးခံထားသောယူဘွား ွားတော်မှာတဲ့ရခိုင်ပြည်နယ်ကိုဆောက်ရောက်သည်ဟုလည်းဆိုတယ်တဲ့ပသိမ်မြို့ကိုရောက်သွားတယ်လို့လည်းဆိုတယ်တဲ့သင်္ကန်းတုံးကိုခံထားတဲ့ဂျူပွားတော်နှစ်စုနဲ့တစုအားကြတော့တဝယ်မြို့ကိုရောက်သွားပြီးတော့ရှင်မောက်ထီးနာမည်နဲ့ပူဇော်ကိုးကွယ်တယ်တဲ့နောက်တစုအားကြတော့အခုကျွန်တော်ရောက်နေတဲ့စိုက်ခမီမြို့အရင်တော့ဘလို့ခေါ်လဲဆိုတော့တုံဆောင်ပြီမျိုးတဲ့အဲ့မျိုးလို့ခေါ်တဲ့မျိုးကိုရောက်လာပြီးတော့အခုဒီမှာတီထားကိုခဲ့တာပဲဖြစ်ပါတယ်တဲ့အရန်လည်းတကိုးကြီးပါတယ်စူတောင်းလည်းပြည့်ပါတယ်အဲ့အကြောင်းမို့လို့မြန်မာနိုင်ငံအနက်အနေနဲ့ရရကဖျားဖူးပြည်သူတွေလာပြီးတော့ဖူးမြော်ကြတဲ့ဖျားလို့ပြောရင်လည်းမမပါဘူးအဲ့အကြောင်းမို့လို့ကျွန်တော်လည်းသွားပြီးတော့ဖျားတော့ဖူးလိုက်ပါအောင် Thank <laughs> you. ောက်နေတဲ့နေရာကတော့အကြိုက်ခမီးကြီးလေဖခင် နော်သတင်းသုံးစံပေတော်မူနေတဲ့ဒါចောင်းဆောင်ကြီးပေါ့ဒီចောင်းဆောင်ကြီးမှာရောက်လာဒီဖះနဲ့ဒီကြိုက်ခမီမျိုးကတော်တော်လေးကိုဆက်ဆက်မှုတွေအများကြီးရှိတာပေါ့နော်ဒီရုပ်ပွားတော်ပေါ့နော်ဟိုးရင်တော့ကကြတော့အရှိတ်ဘက်ចောင်းဆောင်မှာတွားပြီးတော့ပူတော်ထားတာပေါ့ပူတော်ထားတဲ့အချိန်မှာသူကတောင်ဘက်ကိုပဲပြန်ပြန်ပြီးတော့မျက်နှာပြန်မှုွားတယ်လို့ဆိုကြရပေါ့နော်အဲ့ဒါကိုအစွဲပြုပြီးတော့ကြိုက်ခမီလို့ခေါ်ဝေါ်သမုတ်ကြရပေါ့အဲ့အနေမှာတစ်ဆင့်တစ်ဆင့်ပြောင်းလဲလာရနေပြီအခုကြိုက်ခမီမျိုးဆိုပြီးတော့ဖြစ်လာတယ်လို့စာရဲထဲမှာရေးထားတယ်ပေါ့အဲ့ဒီအပြင်ထပ်ပြောရမယ်ဆိုလို့ရှိရင်အခုဒီကျွန်တော်ထိုင်နေတဲ့ចောင်းဆောင်ကြီးပေါ့ဒီဖះဝတ်ပြုလို့ရတဲ့ចောင်းဆောင် င်ဗျာအမျိုးသမီးတွေတက်လို့မရအောင်အမျိုးသမီးတွေတက်ခဲ့တယ်ဆိုလို့ရှိရင်လေရုပ်တရက်လေးပြင်းမုန်တိုင်းကြီးကြပြီးတော့အဲ့လိုမျိုးဓာတိမှုဖောက်လွဲဖောက်ပြန်မျိုးတွေဖြစ်တတ်တယ်လို့လည်းသူကအယူဆွဲရှိကြတယ်အဲ့ဒီအပြင်အခုဒီအကြောင်းဆောင်ကလုံးဝကိုရေမတင်ဘူး ဒါလုံးဝဗျာဒီဟိုဘက်မှာဆိုကြည့်လိုက်ဒါပင်လေပဲအဲ့ပင်လေကြီးတခြားလုံးရှိနေတာတော့မှဒီနေရာကလုံးဝကိုဒါရေတင်ဘူးချင်းတစ်စမ်းမှမရှိဘူးလေခုကျွန်တော်တို့ထိုင်နေတဲ့နေရာကြီးကရေလုံးဝမတင်ဘူးဆိုပြီးတော့ဆိုရတယ်အဲ့ဒါကလည်းဒါဖရားရဲ့တကူတော်ကြောင့်ပဲဆိုပြီးတော့အကုန်လုံးကလည်းယုံကြည်ကြအဲ့တော့အမျိုးသမီးတွေအတွက်ဆိုလို့ရှိရင်လည်းဒီအရှိမတီးသန့်ចောင်းဆောင်နေတတ်တတ်လုပ်ပေးတာအဲ့ဘေးကနေပတ်ပြီးသွားတယ်အဲ့နေရာမှာသွားပြီးတော့အမျိုးသမီးတွေအတွက်ဆိုနေရာတီးသန့်လုပ်ပေးတာအဲ့နေရာကနေပြီးတော့ဖရားကိုဖူးမြော်လို့ရတယ်ပူဇော်လို့ရတယ် အဲ့ဒီအခြေအနေလေးရှိတယ်တော်တော်လေးလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ကလည်းပြန်ရမယ့်အခြေအနေရှိပြီ၃နိုင်ခွဲကန်နေပြီဆိုတော့မောင်းသွားမှာဆိုတဲ့အတွက်အခုပြန်တော့ကျွန်တော်ໃຈကမီကနေခုနကပြန်ထွက်လာတဲ့အချိန်မှာတိတ်မကြဘူးနည်းနည်းပဲမောင်းရပါတော့ကျွန်တော်စိတ်တင် 15မိနစ်ဝင်းကျင်လောက်ပဲမောင်းရတယ်ဘယ်ကိုပြန်ရောက်လာလဲဆိုတော့ကျွန်တော်ဆက်ဆဲကိုသွားတဲ့လမ်းခွဲကိုပြန်ရောက်တယ်အဲ့ဆက်ဆဲကိုသွားတဲ့လမ်းခွဲကနေပြီးတော့ဆက်ဆဲကမ်းခြေကိုသွားမယ်ဆို8ကီလိုမီတာပဲမောင်းအောင်8ကီလိုမီတာဆိုတာဘာရှိတာမဟုတ်ခဏလေးပဲကျွန်တော်တို့ကအချိန်မရတော့ဘူးမော်လမြိုင်ပြန်ရောက်လို့ရှိရင်အရင်မောင်းသွားမှာဆိုတော့မတက်နိုင်တော့ဘူးကိုစိတ်နဲ့ကိုကိုဆိုလို့ရှိရင်မှဆက်ဆဲသွားပြီးတော့ကမ်းခြေမှာအပန်းဖြေဘာညာလောက်ရပါအာဒါပေမဲ့မော်လမြိုင်သွားမယ်တာဝန်ရှိတာဖြစ်တဲ့အတွက်မော်လမြိုင်ကိုပြန်လိုက်ပါဦး ကဲဒီဗီဒီယိုလေးအနည်းချုပ်ကိုပြောမယ်ချင်ရောက်ပြီကျွန်တော်အခုဘယ်လိုပြန်ရလာလဲကျွန်တော်တို့မော်လမြိုင်ညာစီကန်းသားစီပုံတော့အဲ့မှာပဲအပိတ်လေးပြောလိုက်ရအောင်ပြောရတော့မှာကဲအဲ့ဆိုစီဘယ်လောက်ကျန်ကျွန်တော်က46တောင်ကျန်နေတယ် ကျွန်တော်က40မိနစ်ကျအရင်တော့မကွာဘူးအရင်မကွာဘူးဒါကျွန်တော်တောင်နင်းတဲ့ပုံစံလေးနည်းနည်းလေးကွာသွားတာဗောနောကျွန်တော်ကတော့လမ်းမှာတော့ကျွန်တော်ဖင်သားမှမလျှော့ဘူးသဘောပါပြင်းတာပဲ sorry ပဲတစ်ချက်ချက်ပျောက်ပျောက်သွားတယ်လားဟာဘဲသွားတယ်အဲ့ကျတော့ကိုကသုံးလိုက်နင်းနင်းတဲ့ခါကျတော့မဟုတ်ဘူးဆရာကြီးကိုပါခေါ်ရတာပဲမတတ်တာပဲကျွန်တော်ဒီကထွက်တာပဲကျွန်တော်ထင်တယ် ဟိုတမဲစားပြီးထွက်တာပဲထင်တယ်တနားကြီးခွဲလို့ဟိုစနစ်ခွဲမဟုတ်စနစ်ခွဲလောက်ကထွက်တာနော်စနစ်ခွဲလောက်ကထွက်တယ်ကျွန်တော်ဟိုရောက်တာ3နိုင်ထိုးကနေလောက်မှရောက်တယ်ပြန်ထွက်လာတော့345မှာထွက်လာတယ်ဟုတ်တယ်နော်အတိုက်ကမီရနေပြီကျွန်တော်ပြန်ထွက်လာ345မှာထွက်လာတယ်အခုကျွန်တော်တို့မှာ9နိုင်ခွဲ40ပေါ့အေး9နိုင်40ပေါ့ အ3 4 5 4 5 5ပဲထားပါတော့ပေါ့နှစ်နာရီပေါ့အသွားပြန်နှစ်နာရီနှစ်နာရီပါပဲတူတူပါပဲဒါအပြန်တော့ကားနည်းနည်းပူပိတ်တယ်ဟုတ်တယ်နော်အသွားတော့ကကြာကျွန်တော်တိုင်ဘက်သွားတာတခုရှိတယ်ဘူကန်ဘက်ကညွန်လိုက်တာကကျွန်တော်တောင်ကြားလမ်းပေါ့နော်တောင်ကြားလမ်းကညွန်ကြိုင်မြောဘက်ကကြိုင်မြောဘက်ကသွားတာကြိုင်မြောဘက်ကရင်သွားပြီးတော့အဲ့တောင်အတက်အစင်းလေးလှုပ်လိုက်ရသေးနည်းနည်းပါနည်းနည်းပါကျန်တာအဆင်ပြေတယ်ဗျာတောင်တက်တာလည်းအရင်ကြီးဟောမှဖြစ်ပြမှာဆိုတော့သူကတောင်စင်းကွေးလို့နေရမျိုးလေးတွေမှာကြိုင်လေးကတော်ကြီးတယ်ကြိုင်လေးမဟုတ်ကြိုင်ကြီးကြီးကြီးအဲ့ဒါလေးတစ်ချက်တော့ကျွန်တော်သတိထားလိုက်ရတယ်ဒါပေမဲ့အပြန်ကြတော့ကျွန်တော်အဲ့ဘက်ကမဟုတ် ော့ပဲဒီဘက်ကပြန်လာချင်းမှာတော့အေးဆေးသေးပဲဒါပေမဲ့ကားလမ်းလေးနည်းနည်းလေးပိတ်တယ်အဲ့ဒါကျွန်တော်တို့ဒီဟိုဒီချိန်လောက်မှရောက်လာတယ်ဟိုပြန်ဝင်တော့ကြတော့ကျွန်တော်တို့ဒီဗာလဲမော်ရယ်မြိုင်ဒီဗာနီးပညာတက္ကသိုလ်ဘက်အဲအဲ့ဘက်ကနေပဲကျွန်တော်တို့တည့်ပြန်ဝင်လာတာဖြစ်တဲ့အတွက်အဲ့မှာတော့ကားနည်းနည်းရှုပ်တယ်ဗာညနေပိုင်းလေးဖြတ်သွားတော့ညနေပိုင်းလေးဖြတ်သွားတော့ညနေလေးဖြတ်သွားမယ်ထင်ပါတယ်အဲ့တော့ကားလေးကနည်းလေးရှုပ်တယ်အဲ့တော့ကျွန်တော်သတိထားပြီးတော့မောင်းလာတာအခုတော့ကျွန်တော်တို့မော်ရယ်မြိုင်ကန်နာညာစီကိုရောက်လာပြီရောက်လာပြီเนาะအဲ့တော့ကြတော့ဒီမှာကျွန်တော်တို့ဒီလီမိုတာ T03 တွေကကားအသက်ပဲဖြစ်ဖြစ်အဟောင်းပဲဖြစ်ဖြစ်အေးဆေးပဲအေးဆေးလာမနောက်နဲ့เนาะ နောက်လည်းမလာနဲ့နောက်လည်းမလာနဲ့နောက်အခုကားဆိုခဏခဏပြောရဲ3800ကျော်သွားပြီကျော်သွားပြီအခုတော့ကျော်သွားပြီအခုတော့ကျော်သွားပြီအဲ့တော့3800ရှိတဲ့ကားကလည်းအခုကျွန်တော် brand new ကျွန်တော်ကားလည်းဆို brand new ကီလိုကရာခနိုင်မရှိသေးတဲ့ကားနဲ့လုံးဝရှင်မယ်ဆိုလို့ရှိရင်ဘာမှမကွာဘာမှမကွာအေးဆေးရှင်လို့ရဟိုဘယ်လိုပြောမလဲတောင်းတောင်းလုံးဝစက်တင်ပေါ့နော်စက်တင်ဆိုတာဒါပေါ့ကီလို80ထက်ပိုမမောင်းဘူးဟုတ်တယ်90ထက်ပိုမမောင်းဘူးဒါအဲ့လိုမျိုးပေါ့တောင်းတောင်းလုံးဝညှိပြီးမောင်းမယ်ဒါဆိုလို့ရှိရင်မလုံးဝကွတိလောက်ကွတိလောက်နီးပါးကိုသွားကြနာမယ်သွားကြနာ1%အများဆုံး1%အများဆုံး1%ပဲအဲ့လောက်ပဲကွာမယ်အဲ့လောက်ပဲကွာခုနကပြောလို့ဒီအပြန်မှာအကိုကအရှက်အတကုန်နင်းတယ်ကျွန်တော်ပျောက်သွားရင်ကျွန်တော်လည်းလိုက်နင်းရတဲ့အနေထားလေးဒါပေါ့ခေါ်တာခေါ်တာခေါ်တာအဲ့တော့အဲ့မှာလည်းနည်းနည်းလေးကွာချားတဲ့ ရှိတာကလွန်ကျွန်တော်အကုန်လုံးအကုန်အတူတူပဲအေးစေးစေးပဲပြီးတော့ကျတော့အခု DC Charging Station ဆိုရင်မော်လမြိုင်မှာနှစ်ခုရှိတယ်ကျွန်တော်သိသလောက်ဆိုရင်မနက်ကတွင်ခဲ့နေရတခုဒီကန်နာလိုင်းမှာတခုရှိတယ်ကျွန်တော်ကမနက်ကတွင်ခဲ့နေရပဲသိတယ်ဒီကန်နာလိုင်းဟာမသိဘူးမဟုတ်ကျွန်တော်လည်းပြီးခဲ့တဲ့ခေါက်ကမိုးရဲလီထဲမှာသွားတွေ့တာအဲ့အဲ့မှာက Shopping Mall လေးတခုရှိအဲ့ Shopping Mall ရဲ့ဘေးမှာနာမည်တော့ကျွန်တော်မမှတ်မိလို့ရုပ်တရက်လေးဒီကန်နာလိုင်းမှာတခုတစ်ခုရှိတယ်အော်အဲ့လိုမျိုးမော်လမြိုင်မှာကျွန်တော်ကားတွေအသွင်ပေါ်တိတ်ပြီးခေါင်းမကိုက်တော့ဘူးဘာမှခေါင်းစားရမလို့အေးစေးပဲဘာလို့ခေါင်းမကိုက်တာလဲဆိုတော့မနက်ကတွင်ခဲ့နေရဆိုရင်နေရောညာရောကြိုက်တဲ့အချိန်တွင်လို့ရတယ် ESS လေးနာ။ तू ESS နဲ့ဆိုတော့ तू AC ပဲ။ဒါဟုတ်ဒါဟုတ်။ဘက်ထရီတော့အကြီးရှိတယ်။အဲ့ဒီဟိုထည့်ထားတာ။ကျွန်တော်အရန်သဘောကြတာအဲ့ဒါ။အဲ့လိုမျိုးခြိုင်းရင်စေချင်များများရှိနေချင်တာပေါ့။ဒါတော့ तू ကိုယ်လည်းလှုပ်ချင်နေတာ။အရန်လှုပ်ချင်နေပတ်သက်မရှိလို့။ Okay အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီမှာပဲအဆုံးသတ်လိုက်ပြီးကျွန်တော်ဒီနေ့ညာစီတန်းမှာဝါဒီဆွဲမယ်။ဆွဲမယ်။ကြားလို့ရှိရင်မော်လမြားလေးရန်ကုန်ကိုစောစီးပြန်မယ်။ Okay ကျွန်တော်တော့စိတ်သွားပါ။နောက်ပိုင်းမှာပြန်ပြေးမယ်ကျွန်တော်တော့ချက်ချုံးပါဗျာ။ ရမယ်ကိုဒီစီးပွားမှုတွေလည်းပြတ်ပုံပြီးတော့ညံသွားပါတယ်ဒီပါအဲ့တော့မကြာခင်ကျွန်တော်တို့ဘောလုံးမြိုင်ကိုရောက်မယ်အားသွင်းမယ်အားသွင်းပြီးလို့ရှိရင်ဘောတစ်ပေးတော့ဆားကြဟုတ်ကဲ့တို့อ่ะဘောဘက်အားမကုန်သေးဘူးလားမရှိရတာလေ